တရုတ်နိုင်ငံကအမေရိကန်ကိုလက်တော့ပြဲသူမြစ်ထားတဲ့ကုတ်တွယ်ခွန်တွေကိုဆိုင်းငံ့ထားလိုက်ပါတယ်။အဲ့ဒီကုတ်ပစ္စည်းတွေထဲမှာလေယာထုတ်ကုတ်ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။အရင်တပတ်ထဲမှာအမေရိကန်နဲ့တရုတ်သမ္မတနယ်ယောက်တွေ့ဆုံမှုအပြီးမှာအခုလိုဆိုင်းငံ့ချက်တွေကိုဗုဒ္ဓဟူးနေ့ကကြေညာခဲ့တာပါ။လေယာထွက်ကုန်တွေကိုအခွန်တိုးမြင့်မှုဆိုင်းငံ့ထားရေးဆိုပေမဲ့ပေပိစာကိုတော့ကုတ်သွဲခွန်73ရာခိုင်နှုန်းသတ်မှတ်ထားပါရဲ့ အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းအတွင်းကုန်တွေအပေါ်မှာနိုဝင်ဘာ10ရက်ကစပြီး15ရက်ခိုင်နှုန်းအထိအခွန်လျှော့ချသွားမယ်လို့ဆိုပါတယ်။သမ္မတထရန့်ရဲ့လွတ်လပ်ရင်းနှစ်အခွန်ကိုတုတ်ပြန်တဲ့အနေနဲ့ချမှတ်ထားတဲ့အခွန်10ရက်ခိုင်နှုန်းကိုဆက်လက်ထားရှိမယ်လို့ဆိုပါတယ်။ သမရနေရောက်ရဲ့အစီအဝေးအပြီးအိဖြူတော်ရဲ့ထုတ်ပြန်ချက်မှာတော့တရုတ်နိုင်ငံဟာဒီနေ့မကုတ်ခင်နှစ်လအတွင်းအ ਨੇ စုံအမေရိကန်ကပေပီဆက်မက်ထရစ်တန်စစ်နှစ်တန်းကိုတရုတ်ကဝယ်ယူမယ်လို့ထက်သွင်းထုတ်ပြန်ခဲ့ပါတယ်။လာမယ့်၃နှစ်အတွင်းနှစ်စဉ်မက်ထရစ်တန်အ ਨੇ စုံ25တန်းဝယ်ယူသွားမယ်လို့လည်းပါရှိပါတယ်။ဒါပေမဲ့တရုတ်အစိုးရကတော့အဲ့ဒီကိကနန်းတွေကိုအတည်ပြုချက်မပေးသေးပါဘူး။ Store Share ဈေးကွက်မှာတော့ပေပီဆာတွေဈေးပြန်တက်လာခဲ့ပါတယ်။